အားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးမင်းလူရဲ့စက်တန်ပုံမင်းဆိုတဲ့ဝိထုတိုလေးတပုတ်ကိုဖတ်ပြပေးသွားပါမယ်နော်။စက်တန်ပုံမင်းဘတ်စကားစပယ်ယာကလက်ကြားထဲတွင်အလျားလိုက်ခောက်ပြီးညှက်ထားသောငွေစက်ကူများထဲမှစက်တန်လေးရွက်ကိုဆွဲထုတ်ပြီးငါစက်တန်ပေးတာဘာတူလဲဟုမေးသည်။ဒီမှာဒီမှာလူတွေကြားထဲကလက်တစ်ဖက်ရှူထွက်လာသည်။စပယ်ယာက ပြန်ထားသောလက်ထဲသို့စက်တန်တွေထည့်ပေးသည်လက်ကိုဆုပ်ပြီးပြန်ရုပ်သွားသည်ဘတ်စကားသည်တာမွေကြောင်မြောင်မအူကုန်းတိမ်ဖြူစသည်ဖြင့်ကြော်ဖြတ်မောင်းနှင်လာသည်လမ်း30မှတ်တိုင်မှရက်သောအခါလူတော်တော်များများဆင်းသည်ဆေးမကလေးသည်ဘတ်ကားပေါ်မှဆင်းပြီးနောက်ခါအပေါ်ကိုတွန့်လင်တက်နေသော အင်ကြီးအောင်နာစာကိုဆွဲဆန့်လိုက်သည် ထို့နောက်လမ်းကိုဖြတ်ကူးသည် ကန်နာလန်ပတ်မှလှည့်ပြီးဂျုံပေါ်ထက်သို့တက်လာသည်အခန်းထဲဝင်သည်ဇပွဲပေါ်ချင်းတောင်းချကလထိုင်ဆွဲပြီးထိုင်သည်ထို့နောက်ချင်းတောင်းကိုပေါင်ပေါ်တင်လိုက်ပြန်သည်အလျားလိုက်ထောက်ပြီးထပ်ထားသောစက်တန်လေးရွက်ကိုနှိုက်ယူလိုက်သည်တရွက်စီဖြန့်ဖြန့်ပြီးထက်သည် တတိယမြောက်စက်တန်အလဲတွင် လက်ကတုန်ကနေဖြစ်သွားသည် က်တံအလဲတက်တဲ့ကထပ်ပိုင်းဆုပ်ပြဲနေသည်ကိုစကူဖြင့်ပြန်ကက်ထားခြင်းဖြစ်သည်သူမျက်နာကနည်းနည်းအိုသွားသည်ပြီးတော့မှနှခမ်းတောက်ဆုံးကလေးတွန့်ယုံပြုံးလိုက်၏ပစံအိတ်ဖွင့်၍စက်တံအကောင်းဆုံးသုံးရွက်ကိုထဲ့သည်ငါစက်တံတရွက်ပြန်ထုတ်သည်စောစောကစက်တံအဆုပ်ကိုပါယူပြီးခလန်းလန်းရှိဆရေကြီးစပွဲသို့သွားသည်ဆက်ပြဘိုးငွေတင်းလို့ရပြီလားဆရေကြီးကဖိုင်တွဲလေးကိုလှန်လို့နေရမှာ မော့ကြည့်ပြီးရပြီလေ၃ပိုင်းအတွက်၆ချက်တွင်ရမယ်။ဆေးမကလေးကငွေ၆ချက်လှန်ပေးသည်။ဆေးကြီးကစက်တန်အစုပ်ကိုမြင်သွား၏။ဟာဗျာခမားတို့ကလည်းအစုပ်ပြဲမှန်သမျှဒီမှာကြည်လာပေးတာပဲ။ဟိုကြလို့ငွေသိန်းတဲ့အခါခဏခဏစကားများရတယ်။ရပါတယ်ဟိုကလည်းဖန်သွင်းရမှာပဲဟာ။ဒီမလီကပြောပြောဆိုဆိုလှည့်ဖက်သွား၏သူအချိန်မှပင်တတလက်ဖက်ဤဆိုင်မှဇပွဲထိုးကလေးရောက်လာသည် အကိုကြီးအစိတ်ဖိုးလောက်လဲပေးပါဦးစက်တန်ကြီးပဲရရင်ပိုကောင်းတယ်တက်ရတာပေါ့ကွာစရေးကြီးကစက်တန်ရွက်အစိတ်ရေးတွက်ပြီးပေးလိုက်သည်ရှုံအုပ်ကြီးကကောင်တာပေါ်သို့ဆယ်တန်တရွက်တင်လိုက်ပြီးလက်ဖက်ရည်နှစ်ခွက်ဟိတ်ဟုပြောလိုက်သည်ကောင်တာထိုင်သူကတိုကင်ပြားနှစ်ပြားအရင်ပေးလိုက်သည်ထို့နောက်အကျွေပြား20စက်တန်3ရက်နှင့်9စက်တန်1ရက်ပြန်အန်းသည်လုံအုပ်ကြီးကပြန်အန်းငွေကိုယူ၍ လက်ဖက်ရည်ဖြော်သည့်နေရာသို့ထလာပြီးမှပြန်လှည့်ကဟိကောင်စက်တန်တရွက်ပြန်လဲပြီးကွာအစုတ်ကြီးစက်တန်ကဒါပဲရှိလို့ပါခုနရုံမော့ကသွားအန်းလာတာအစိတ်ဖိုးကဒါနောက်ဆုံးကြံတာပဲတုံးလို့ရပါတယ်ဆရာရဲ့ဟာရမယ်မထင်ဘူးကွာစုတ်တဲ့အပြင်နွမ်းလဲနွမ်းနေသေးတယ်တွေ့ပါတယ်ဆရာရဲ့နောက်နေ့လဲလက်ဖက်ရည်တောက်အောင်မှာပဲအဲ့ဒီတော့မှပြန်ပြီးပေါ့ရတာမုံဆိုင်ရှိရှိ သုံးပိန်းလေးပိန်းကြိတ်တွင် လူတွေပုံနေသည်မောင်စားပြူလာသောအချိန်တွင် လူကပိုကြလာ၏ကားကကားကအဝင်နှဲနေသည်သုံးပိန်းတစ်စီးဝင်လာသည်နောက်ဖက်မှတွေ့ပြီးလိုက်လာသောကောင်လေးကတာမွေတာမွေဟုဩသည်လူတစုပြုံပြီးတိုးတက်သည်ဂျုံအုပ်ကြီးသည်အစွန်ဆုံးတနေရာကိုရလိုက်၏ ကြောင်မြောင်းတီတာလန်းထိတ်တွင် သူစင်းသည်ကာမောင်သမားကိုစက်တန်တရွက်ပေးပြီးခြာကနေလှဲထွက်လိုက်၏ခတ်တုတ်တုတ်လျှောက်သွားသည်မိန်းကလေးကသုံးပင်ကားကိုလှန်တာသည်ကားရက်ပေး၏မိန်းကလေးကမေးသည်စိန်ကျွန်းစေးသွားကျင်လို့ရပါတယ်ရှစ်ချက်တော့ပေးပေါ့ဟင်ညားလာပေါ့တိတ်မမဝေးတာငါးချက်ပဲကားဆရာကခေါင်းခါပြီးငါချက်တော့မရဘူးပူပြောတာမဟုတ်ပါဘူးတမနှလုံးကားပြည့်နေရလို့အုံနာကားတောင်မရသေးပါဘူးဗျာ နောက်ဆုံး6ချက်နဲ့ဈေးတည့်သွားသည်စိန်ကျွန်းစီတို့ရောက်အောင်10မိနစ်တောင်မမောင်းရဈေးရှိတွင်ကားရက်သည်မိန်းကလေးက9ချက်တန်2ရွက်ပေးသည်ကားဆရာကချက်တန်မပါဘူးလားမိန်းကလေးကကောင်းခပြသည်ကားဆရာသည်9ချက်တန်2ရွက်ယူပြီးချက်တန်4ရွက်ပြန်အမ်းသည်မိန်းကလေးကချက်တန်4ရွက်ကိုရေတွက်ကြည့်နေရမှဟင်ဟုအမေတိတ်ပြူလိုက်ပြီးဒီမာဒီမာဟိုဟိုဟုလှမ်းអော်သည် သုံးပင်းကကမောင်းထွက်သွားပြီဖြစ်၏အလားကုံဆိုင်ရှင်အမျိုးသမီးကြီးသည်ဆိုင်ရှိမှလာရက်သောမိန်းကလေးကိုပါရှာတလဲညီမဖုစီးကြိုလိုက်သည်မိန်းကလေးကမြင့်စုခေါင်းလျှော်ရေးရှိလားရှိတယ်ညီမဘလောက်လဲဆက်နှက်ကြက်ပါဟင်းဈေးကလည်းများလိုက်တာမများပါဘူးကွယ်ပစ္စည်းမှန်ဈေးမှန်ပါပဲအရင်တခါဝယ်တော့ကကိုကျက်ပဲပေးရတယ်အခုမရတော့လို့ပါညီမရဲ့ကောက်တာတော့ 17ခွဲပေးရတယ်။အမားတို့ငားမှုစားရတာပါ။30အတိပဲထားလိုက်ပေါ့။မရလို့ပါတခြားဆိုင်တွေလည်းမေးကြည့်ပါ။ထားလိုက်ပါ30ပဲ။ကဲ17နဲ့ယူသွားဟုတ်လား။နောက်လဲဒီမှာဝယ်ဖြစ်သွားအောင်ငားမှုအရှုံးခံပြီးပေးလိုက်မယ်။ showcase ထဲရှိခေါင်းလျှော်ရေးတပလင်းထုတ်ပေးသည် main ကလေးကလမ်းယူပြီးကျွတ်ကျွတ်အိတ်ထဲသို့ထည့်လိုက်သည်ထို့နောက်ပစံအိတ်ကလေးထဲမှငါးကြက်တန်2ရွက်ကိုအရင်ထုတ်ပေးသည်ပြီးမှကြက်တန်2ရွက်ကိုခောက်ရက်သားပေးလိုက်သည်မိမကြီးတယောက်ထမင်းဆိုင်ထည့်ထားသောပလတ်စတစ်လက်ဆွဲချင်းကိုကင်လျက်ထော့နဲ့ထော့နဲ့ရှောက်လာသည် ဆိုင်ရှိမှလာရက်သည်ဆွဲခြင်းကိုဆိုင်ပေါ်တင်ပြီးနဖူးမှတီးနေသောချွေးတီးများကိုလက်ဖြင့်တတ်ချလိုက်သည်ဆိုင်ရှင်အမျိုးသမီးကနောက်ကြလာကြည်လားဟုပြောလိုက်သည်မိမကြီးကဟုတ်ကဲ့ဟုတ်ကဲ့ဟိုတင်းဖြစ်နေလို့ဒါလဲလမ်းလျှောက်လာရလို့လားအင်းကားကလည်းကြက်တာနဲ့နောက်နေ့တော့ဆော့ဆော့လာဖို့နော်ဟုတ်ကဲ့ ဖန်ရှင်အမျိုးသမီးကပစံတစ်တာထဲရှိငွေဆက်ကူများထဲမှစက်တန်တရွက်ကိုယူလိုက်သည်လေးခေါက်ခေါက်ပြီးမိမကြီးလက်ထဲသို့ထိုးထည့်ပေးလိုက်သည် မိမကြီးကစက်တန်ကိုကြစ်ကြစ်ပါအောင် ဆုပ်ပြီးထွန်းနဲ့ထွန်းနဲ့ဖြင့်ပြန်ထွက်သွားသည်မိမကြီးသည်စိန်ကျွန်းစီမှမြင်းနီကုန်းအထိလမ်းလျှောက်ပြန်လာသည်လမ်းထိပ်ကွန်းရဆိုင်ကိုဝင်သည်ကြားပြန်မ ကြားပြန်မှကောက်စီပေါ်လိတ်တလိတ်နဲ့မရမ်းပြတထုပ်ယူသည်စက်တံကိုလှမ်းပေးလိုက်၏ဆိုင်ကအောင်လေးကစက်တံကိုဖြီးကြည့်ပြီးအတော်ကြီးစက်တံပြန်လဲပေးပါဟဲ့ဘာဖြစ်လို့လဲဒီမှာမတွေ့ဘူးလားထပ်ပိုင်းပြဲနေလို့စက်ကူနဲ့ပြန်ကတ်ထားတာအေးဟုတ်လားမေကြီးလည်းမျက်စိကမွဲတော့တိတိချာချာမကြည့်မိဘူး။ "नो အဲ့ဒီပစံကတုံးလို့မရဘူးလား။ပြန်အန်းတဲ့အခါကျတော့ဘသူမှမလိုချင်ဘူးဗျ။ပြီးတော့ အမေကလည်းပြန်လာရင်စူနေမှာအေးအေးဒါဆိုလဲပြန်ပြီးမိမကြီးကစက်တန်ကိုပြန်ယူလိုက်သည်ပြီးတော့ချွေးကအင်ကြီးထဲသို့နှိုက်ဆန်းပြီးထုတ်လိုက်ရာမစစ်တစေးပါလာ၏စစ်လိမ့်မဝဲတော့ပဲအချင်းထုတ်တာယူခဲ့သည်မေကြီးမယမ်းပြပါလားဟုကလေးမလေးကမေး၏မိမကြီးကမယမ်းပြထုတ်ကိုလှမ်းပေးလိုက်ပြီးနောက်ကုပစ်ကလေးဘေးတွင်ဟိုဆန်းဒီဆန်းလုံနေသည် ဟဲ့အမေကြီးစလိတ်တို့လေးထားခဲ့တာမတွေ့မိဘူးလားဒီမာလေးအမေကြီးရဲ့ကလေးမလေးကကြွရှောက်ပေါ်ကစလိတ်တို့ကိုယူပေးရင်အမေကြီးစလိတ်ကဖြင့်အစီခံနာကက်နေပြီးအစ်စ်မွဲခဲ့ဘူးလားဝယ်မလို့ပဲကွယ်ပတ်စံကစုပ်နေလို့တဲ့သုံးလို့မရတာနဲ့မွဲခဲ့ရဘူးဈေးတဲကပြလိုက်တဲ့ပတ်စံလိုက်ရင်အေးပေါ့ဒါဆိုအကောင့်နဲ့ပြန်လဲခိုင်းပေါ့ မေကြီးကမျက်စိကမွဲတော့မမြင်မိဘူးပြန်လဲခိုင်းလို့လည်းမဖြစ်ပါဘူးတော်ကြာစိတ်ဆိုးပြီးနောက်မခိုင်းမဲနေပါအောင်မဲအဲ့ဒီပစံပြပါအောင်မိမကြီးကချွေးကန်အင်ဂျီအိတ်ထဲကစက်တံကို ထုတ်ပြသည်ကလေးမလေးကယူကြည့်ပြီးဟာဟုတ်ပြီဟိုဘက်လမ်းထဲကဆိုင်မှာစလိတ်သွားဝယ်ရမယ်အဲ့ဒီဆိုင်ကအဖွာကြီးကမျက်စိတိတ်မကောင်းဘူးအမေကြီးရဲ့ ဟဲ့မလောက်ကောင်းဘူးမိကြီးတောင်ဒီပက်ဆန်ကိုရတော့တော်တော်စိတ်မချမ်းသာဖြစ်သွားရသေးတာသူများတွေလက်ထဲရောက်သွားရင်လည်းဒီလိုပဲခံစားရမှာပေါ့ဒါဆိုဒီလိုလောက်အမေကြီးရှင်စောဖို့ဖခင်ကလူခံပုံးတဲ့ထဲလိုက်မယ်ကောင်းမူလားမိမကြီးကခေါင်းကိုတွင်တွင်ခါသည်မလောက်ပါနဲ့ကွယ်ဟိုဘွားကလူတန်းတာမစင်ကြယ်ခဲ့လို့ဒီဘွားမှာဒုက္ခတပိုင်းလာဖြစ်နေတာနောက်ဘွားစိတ်ထားနောက်ဘွားကိုဆက်ပါနေပါအောင်မယ် လူတယ်ဆိုတာတန်တန်ရှင်းရှင်းစိတ်ထားမှာကွအင်းဒီပတ်စံကို မတုံးမဲထားလိုက်တာအကောင်းဆုံးပါပဲလေမိမကြည်သည်စက်တန်အဆုပ်ကလေးကို ကိုပြစ်ပေါ်မှာခင်းထားတော့ဖျားအောင်သူအตาအရာထိုးထည့်လိုက်လေသည်ဤဝတ္ထုတို့လေသည်စပယ်ဖြူမဂ္ဂဇင်းတွင်1985ခုနှစ်ဖေဖော်ဝါရီလ9ရက်ပေါ်ပြခဲ့သည်မဆင်အပိကေသာသူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးကြပါအောင်เนาะအားလုံးဘေးကင်းကျန်းမာကြပါစေရှင်